်လူတွေဟာအလုပ်တစ်ခုလုပ်မယ်ဆိုရင်ဇွဲတတိအပြည့်နဲ့စူးစမ်းလုပ်ကြရမယ်လို့ဆိုထားပါဗျ။လူတိုင်းအောင်မြင်နိုင်မှုအရေးကြီးဆုံးနဲ့အလိုအဆုံးဟာအရှုံးပေးလို့စိတ်မဟုတ်ပဲမဆုံမယွန့်စူးစမ်းမှုပါပဲတဲ့။ အခက်အခဲတွေကိုကြုံတွေ့ရတော့လဲမဖြစ်မနေ ရှေ့ဆက်ဖို့ဆုံးဖြတ်ချက်ရှိမှသာအောင်မြင်မှုကိုရနိုင်ပါမယ်ဆိုတဲ့အကြောင်းကိုဇယားကြီးကအခုလိုရေးသားထားပါတယ်။အရှုံးမပေးသမျှကာလဘလုံး အရှုံးဟုတ်သည်မရှိချေရှုံးလင်လဲယာယီအရှုံးသာဖြစ်၏။ထာဝရအရှုံးမဟုတ် လူဟုသည်မှမရမနေမဖြစ်မနေမရောက်မနေ မအောင်မလျှော့မစုတ်တမ်းမယွန်းနှံတင်းခံနိုင်သောစွမ်းဤရှိသည်ဤစွမ်းဤမှာဇွဲစိန်ကြောင့်ဖြစ်သည်ဇွဲစိန်ကိုကြန့်ခိုင်စိတ်အာတင်းစိတ်ထောက်တီစေဟူ၍အမျိုးမျိုးခေါ်ကြသည် လူတဦးတွင်ဇွဲမိများရှိသည်ထိုသူဤဇွဲစိန်များမြည်သည့်အရက်ကရောက်လာသည်ညီတို့ရရှိလာသည်ကိုစဉ်းစားပါကခက်လာ၏ဒီလူဇွဲကောင်းလို့အောင်မြင်သားဗျာ ိုတုန်းကဒီလူပါပဲအစာရှိသည့်စကားမျိုးကြားဖို့ပါလိမ့်မယ်လူချင်းတူတော်လဲဇွဲရှိသူကအသာရ၏ဆွဲစိတ်သည်အလျှော်မပေးလိုသောစိတ်ဖြစ်သည်ဖြင့်အောင်မြင်မှုကို လန့်ခင်ပေးသည်ဟုဆရာကြီးကရည်သားထားပါသည်ဆရာကြီးကဇွဲစိမ့်နဲ့ပတ်သက်ပြီးတော့ဆရာကြီးရွှေဦးတောင်ရေးသားထားတဲ့ကြီးပွားရေးစာအုပ်ထဲမှာဇွဲစိမ့်နဲ့ပတ်သက်ပြီးအချက်လေးချက်ကိုလည်း ကောက်နှုတ်ရေးသားဖော်ပြထားတာရှိပါတယ်။အဲ့ဒီအချက်တွေကတော့နံပါတ်၁ပြင်းထန်သောဇန်နာဖြင့်တိတိကျကျသတ်မှတ်ထားသောရည်မှန်းချက်တစ်ခုရှိခြင်းဟုတ်ပါတယ်။ လူတရားအောင်မြင်မှုရရှိဖို့တိတိကျကျသတ်မှတ်ထားတဲ့ပြင်းထန်တဲ့ဆန္ဒနဲ့ရည်မှန်းချက်တစ်ခုရှိကိုရှိရပါမယ်။နံပါတ်1အချက်ကတော့မိမိကတိကျတဲ့ရည်မှန်းချက်ထားပြီးပြီဆိုရင်အဲ့ဒီရည်မှန်းချက်အတိုင်းပြည့်စုံအောင်ဖြစ်မြအောင်လုပ်ရမယ်။ပလန်တစ်ခုဆွဲပြီးဆွဲထားတဲ့ပလန်အတိုင်း မနာမနေစူးစမ်းဆောင်ရွက်ရပါမယ်။ပလန်ဆွဲတဲ့နေရာမှာလည်းမိမိရောက်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်းရောက်အောင်လမ်းပြမြေပုံကဲ့သို့လိုအပ်တဲ့အဆင်တွေကိုပါဝင်အောင်ဆွဲဖို့လိုပါတယ်။လှုပ်ဆောင်မှုတိုင်းရည်မှန်းချက်နဲ့ဆက်ဆက်နေမှသာမိမိလိုချင်ရောက်ချင် ဖြစ်ချင်တဲ့အောင်မြင်မှုကို ရောက်ရှိမှာဖြစ်ပါတယ်။ဒီလိုပလန်တွေချပြီးမနာမနေစူးစမ်းမှုဟာအမှန်တကယ်အောင်မြင်မှုကိုလှုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ နံပါတ်3မိတ်ဆွေညာတီစားသောအခြားသူတို့၏အားစောစေတတ်သောအကြံပေးချက်များကို လက်မခံဘဲနားပိတ်၍ထားခြင်းနံပါတ်3အချက်ထဲမှာလုပ်ငန်းတစ်ခုအောင်မြင်မှုမရသေးခင်ကြိုးစားနေတဲ့ကာလအပိုင်းအခြားတွေမှာဖြစ်တတ်တဲ့သဘောတရားတစ်ခုပါပဲ positive အမြင်နဲ့ရှုမြင်ပြီးအားပေးပြောဆိုတာ အကြံဉာဏ်ကောင်းပေးတတ်တာရှိသလို negative အပြည့်တဘောဆောင်တဲ့စိတ်ဓာတ်မျိုးရှိတဲ့သူတွေရဲ့ဖြက်လို့ဖြက်စည်းစကားများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ပြီးဆက်လုချင်းစိတ်တွေကိုတောင်ပြက်ပြားစေတာမျိုးတွေကိုလည်းရှိတတ်ပါတယ်ဒီလိုအပြည့်တဘောဆောင်ပြီးရီမန်းချက်ပန်းတိုင်းရောက်ဖို့ရာအတွက် အထောက်အကူမဖြစ်စေဘူးထင်တဲ့လူတွေရဲ့စကားတန်တွေကိုတော့မကြားမိသလိုနားပိတ်ထားနိုင်ရမှာဖြစ်ပါတယ်။ နံပါတ်၄မိမိကြံစီအတိုင်းသုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန်အားပေးအားမြောက်ပြုမိမိဆွေများနဲ့ပူးပေါင်းခြင်းဟုတ်ပါတယ်အပေါင်းအသင်းဟာအရန်အရေးကြီးပါတယ်မိမိကြီးပွားကြောင်းကိုလိုလားတဲ့အကောင်းမြင်စိတ်ရှိတဲ့အပေါင်းအသင်းကိုရွေးချယ်ပေါင်းတက်ဖို့အရေးကြီးပါတယ်ဒီလိုမိဆွေမျိုးရဲ့အားပေးမှုဟာကိုရည်ရွယ်ရာလမ်းကြောင်းမှာ ပိုပြီးခရီးရောက်စေပါတယ် မိမိရဲ့စူးစမ်းခြင်းစိတ်ကို မြင့်တက်စေပါတယ်ဒီလိုမိษွေအပေါင်းအသင်းရဲ့အကြံပြုချက်နဲ့မိမိစူးစမ်းအားထုတ်မှု ပေါင်းဆက်လိုက်မယ်ဆိုရင်မြန်မြန်ဆန်ဆန်နဲ့အာမြင်မှုရရှိနိုင်တာကြောင့်ဖြစ်ပါတယ်ဒီလိုအနာဂတ်ရည်မှန်းချက်ပန်းနိုင်ကိုရရှိဖို့ဇွဲစိတ်ဟာအရေးကြီးတယ်လို့ဇွဲစိတ်ကို အမြဲရှင်သန်ကြီးထွားတွန်းအားပေးနိုင်တဲ့တိကျတဲ့ရည်မှန်းချက်ချမှတ်ခြင်းအစီစဉ်ဆွဲပြီးလှုံ့ဆော်ခြင်း negative အကြံပြုချက်ကိုနားပိတ်ထားခြင်း positive အမြင်ရှိသူများနဲ့မိမိအလုံးပြီးမြောက်အောင်မြင်စေနိုင်သောဤကောင်းလံကောင်းပေးနိုင်သူများနဲ့ပူပေါင်းခြင်းတို့ဟာမိမိရှိမှန်းချက်အတိုင်းအောင်မြင်စေတဲ့အထောက်အကူပြုဤလံကောင်းများဖြစ်ပါတယ်။ ဒီတော့မိษွေတို့ကအယိုးချစ်ချီအရေးခံခံရှမန်းချက်ပြည့်မြောက်အောင်ဇဲရှိရှိနဲ့လောက်ကန်ဆောင်ရွက်ကြိုးစားတော့မယ်ဆိုရင်အခုဖတ်ပြပေးသွားတဲ့အချက်လေးချက်ကိုအရင်တည်ပြီးကြိုးစားသွားစီချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဇွဲမကောင်းတဲ့နေရာရှိသလိုဇွဲကောင်းကောင်းနဲ့ကြိုးစားပြီးလောက်ဆောင်ရမယ့်နေရာတွေဆိုပြီးလဲရှိတယ်လို့ပါ။ဟုတ်ကဲ့ပါ။နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။